်ငင်းကြေးလုပ်ငန်းဖြစ်တယ်ပေါ်မှာမကြည်လည်တဲ့အုပ်စုတွေကအထက်မှာရှိတယ်အဲ့ဒီမကြည်လည်တဲ့အုပ်စုတွေကနေပြီးတော့ဒီသမိုင်းဦးသိန်းဖေရဲ့ငင်းကြေးလုပ်ငန်းကတော့ကမောကမဖြစ်ဖြစ်တယ်သူ့ရဲ့ကြောင်းလေးရေးဆိုတဲ့အချိန်ကိုလည်းတတော်ပြာဟန်ဒါစီရဲ့အခင်ချင်းမျိုးနဲ့ဒီပြိပခါကြီးထွားလာတယ်ဒီပြိပခါကိုတောက်လောင်လာတယ်အားလုံးက တာတာကနေဖြစ်လာပြီးတော့တသုံးတရာအတိုင်းတာအထိနည်းနည်းဟိုနေ့နာဆုံးရှုံးမှုတသုံးတရာရောက်တဲ့အထိအရေးကြီးကြီးလာတဲ့အထိစောင့်ကြည့်ပြီးတော့မှတကယ်လုံးပိုင်ခွင့်ရှိတဲ့ဖွဲ့စည်းရမလို့လဲဆိုတာပြတဲ့အနေနဲ့ဝင်လာတယ်လို့ကျွန်တော်တို့သုံးသပ်တယ်အဲ့ဒါကတော့ချောက်ဖို့ပါတမတော်လို့ခေါ်တယ်ကျွန်တော်တို့တိုင်းပြည်ကိုတစ်ပေါင်းများစွာဟာလာခိုက်ရိုက်အုပ်ချုပ်လာတဲ့အားစုပါ သူရဲ့အရေးပါမှုကိုဝယ်တက်ထုတ်တယ်လို့ပြောတာဆက်တယ်။အဲ့တော့ဘာထောက်ထားတွေ့ရလဲဆိုတော့ဘူဗီတော်မောင်တော်မှာပထမဆုံးရေခင်ဖြစ်တဲ့ချိန်မှာရောက်သွားတာကကာကာဝေးဝန်ကြီးဌာနဝန်ကြီးဒုတိယဘုတ်ချုပ်ကြီးလာမယ်ဖြစ်တယ်သူရောက်သွားပြီးတော့သူပါကြည်ညာလဲဆိုတော့မောင်တော်ကလုံချုံကြီးချက်ပါပြီတမတော်က ကာကွယ်မှုတမတော်ဤကာကွယ်မှုအောက်တွင်ဘုံတော်ကလုံခြုံရေးချမ်းပြီးလို့ပြင်ကျင်လာခဲ့တာဒီနေ့ကျင်လာချက်ကရုပ်ပြကျင်တော့ဘာမှမထူးဆန်းသလိုဖြစ်ပေမဲ့အဲ့ဒါကျွန်တော်မြင့်သိမ့်ပြောသလိုပဲပဲဒီပုံရရခိုင်ပြည်နယ်ရှိတယ်ရခိုင်ပြည်နယ်အစိုးရရှိတယ်ဝန်ကြီးချုပ်ရှိတယ်ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစည်းမှာရခိုင်ပြည်နယ်လုံခြုံရေးဝန်ကြီးရှိတယ်နယ်စပ်ရေးရဝန်ကြီးရှိတယ် ဝင်ကြီးတွေအဲ့ဒီအစိုးရတွေတစ်ခါဒီတောင်ဝင်ရှိတဲ့လူတွေကဘယ်ရောက်သွားလို့ဒါတောင်ခံမှမသိတော့ပဲနဲ့တောက်မတော်ကမောင်းတော့ကာကွယ်လို့လုံဖြုံပြီးလို့ကြင်ညာတဲ့ဟာကအလကားမှုဘူးလို့ပြောတော့တယ်ဒါကြောင့်နောက်ပိုင်းမှာအမရာကြီးဦးသိန်းရဲ့အစိုးရကဟလာကျွန်တော်တို့အရေးပေါ်ဥပဒေထုတ်အရေးပေါ်ဥပဒေရဲ့လောက်ပိုင်းဝင်အောင်မှာညမထွက်ရဆိုတော့ကာဖြူ ဥမာ144ဖတ်ထုတ်တယ်။သို့တော်လည်းပဲအဲ့ဒီလိုအရေးပေါ်ခြေနေစိတ်ပေါ် emergency ဆိုတော့အမေကိုထုတ်တယ်။ကာဖျူးကိုထုတ်တယ်။သို့တော်အဲ့ဒါတွေကို enforcement လို့ခေါ်တယ်။အနာပဲ့ရောက်ဖို့လုပ်ခဲ့နေရမှာ။အနာပဲ့ရောက်ဖို့အတွက်အရေးယူဆောင်ရွက်တဲ့အနာပိုင်တွေကတိုတိုတိုမလုပ်တဲ့အစိတ်ပိုင်းကိုတွေ့ရတယ်။ဘာနဲ့တူလဲဆိုတော့ ဦးသိန်းစင်ကမဖြစ်ပါနဲ့တော့ဒါကတော့သူတို့တွေရဆိုင်ပါဆိုပြီးတော့အချင်းစစ်မျက်နှာမှာပြောတဲ့အချိန်မှာသူတို့လည်းဘုန်းကြီးတွေပဲဆက်မှာပါတယ်မရဆိုင်ရပြင်ကိုပြင်းထန်တဲ့ထိုးစစ်တွေတော့ဒါဗမာရဲ့ဥစားချက်ကိုဘလိုအိုက်ဘလို့အခုလိုအလားပြိပခါတွေမှာပြင်းမဲ့တဲ့ပြည်သူတွေတေကြီးဆုံးရှုံးနေတဲ့နေရာမှာ ဒီ community နဲ့တစ်ခုပေါ့ဟလာကျွန်တော်တို့ဒီပကဌာနေကျွန်တော်တို့ရခိုင်ပြည်သူတွေအမျိုးသမီးတွေကလေးပုံရတွေတက်ကြီးရွယ်တွေအများအပြားနဲ့သာဖုံးရှုံးတည်ကြည်ပြည့်စည်နေတဲ့အချိန်ဘဝလုံးကျုံမှုရှိတဲ့အချိန်အဲ့ဒါကိုတိုင်းရိုက်တစ်ဖက်အင်အားစုကဖြတ်စီရဲ့နေရာမှာဒီပြိပခါတွေဒီပြိပခါတွေရောက်သွားဖို့အတွက် လက်နဲ့ကင်ထားတဲ့တတ်မတော်သူစင်မို့ရက်တဖွဲ့လာကြံဖက်ခြင်းဖဲရမယ်ဟုတ်လားညင်ချမ်းမှုရဖို့အတွက်အကြံဖက်တာလုံးလုံးသိလုံးဝသမရထုတ်တဲ့အမိတ်အရေးပေါ်မိတ်ညာဖက်အမိတ်ဒါတွေကိုအာနာတိအောင်လုံးဝမဲ့စိတ်ပိုင်းနေရရေနေနေလုံးတော့မတွေ့ရဘူးသမရမတိုက်ပါလဲဆိုတဲ့နေမှာတိုက်ပြီးတော့ချိန်မိုးဖို့လိုတဲ့နေရာမှာတော့မချိန်မိုးမနေပြတယ် ဲ့ဒါကိုကတော်တော်ကြည့်လို့ရှိရင်ဘဒုဝတိုင်းပြည်ရဲ့အရေးခဲတဲ့မှာဘဒုဝအဓိကလဲဆိုတဲ့ဟာကိုမိမောင်းထုတ်နေတဲ့သဘောလို့ဆိုမြင်ဒါကြောင့်ဒီဒီ power struggle လို့ခေါ်တဲ့ဒီအာဏာရုံးကမှုပါဒါကလွတ်တော်ကဥရှင်မကပြောလဲဆိုတော့ rule of law မရှိလို့ဖြစ်တာပါလို့အားလည်းပဲပြဿနာကိုရှောင်ဝဲပြီးတော့ပြောတာ။ Rule of law ဆိုတာတကယ်တော့ တခိုင်မှမဟုတ်ပါဘူးဘာမှမရှိဘူးချားနေရလဲရူအောင်လုံးမရှိဘူးဒါပေမဲ့ဘာပြောလို့ဖြစ်တယ်လဲအဲ့ဒီမှာမှရူအောင်လုံးမရှိလို့ဖြစ်တယ်ဆိုရင်ဒါဘာမှမကြဘူးလွတ်တော်ကလည်းမဝင်နိုင်တဲ့အခြေအနေဖြစ်လာဒီနောက်ဆုံးကျွန်တော်အတွင်းသတင်းကြားတာကဂျိုလာတည့်ရနေ့မိုင်ကြာရန်ဆိုတဲ့မြို့ကလေးမှာဥအောင်မင်းကိုလည်းဖွင့်နေကျွန်တော်တို့ကြည့်ရဦးကိုလည်းဖွင့်နေတွေ့တယ်ပြောတဲ့အချိန်မှာမပြတ်သားသားမပြောပါဘူး တို့တနိုင်ဝဲတနိုင်လောက်ဝဲတနာပြောတရားဟောဆင်းရင်တခုပြီးလိုက်တာဘူအောင်ပေါင်းနဲ့ပြောတာတော့ရှောက်အဆင်မပြေဘူးဗျာဘူအောင်မဲတဲ့တော့အဆင်ပြေမှာသူဒီဆင်းရင်ကိုယူမှာဒီဆင်းရဲမှာကျွန်တော်တို့အန်ဒီယရှိနိုင်တဲ့ပြဿနာပေါ်နိုင်တဲ့တတ်တည်ပေါ့ဒါရံထုတဒါကေယုတပြည်နေရတယ်ဆိုတာဗျာဒါကြောင့်ဒီတတ်တည်ကိုနဖက်တက်နေဖယ်ပေးပါရံထုတကလည်း 那年，你你你去那白沙，那路多么安逸啊！大那来拍那那路那片，那安的，所以那那青呢，没烧白下，比那闹白嘛。那路路的，村里人，说的，比嘛。我那个阿姐呢，票都偏老偏老了。讲以后，我真在乎，发正不讲，我在那俩，就老早偏的那我，那叫以前那幺的，嘞。 ာတောက်မှာတောက်ဖွဲ့တယ်ခဏဟိုနေရနေရယူထားတဲ့နေရာနေပြီးတော့တချို့နေရာတွေကဖယ်ပေးဖို့နေရာလှည့်ပေးဖို့ပေါ့ဗျာသုတ်ခွာတယ်ပြောရင်မတိုက်ဘူးမသုတ်ခွာတော့ဘောပဲလေလှည့်ပြောင်းပေးဖို့ပေါ့ယူထားတာမျိုးရှိတယ်လို့ကြားတာသို့တော့ဒီရခိုင်ရေကင်းပေါ်လာတဲ့အခါကျတော့ဘုံကျုပ်ဦးကြီးမေအောင်လာရပါပြောတယ်ဆိုရခိုင်မှာဒီလိုအရေးကြီးနေပြိပခါနေ ီးထွားလာတာချားမဟုတ်ဘူးတဲ့။ရခိုင်မှာရှိတဲ့ကျွန်တော်တို့တပ်တွေကိုဆုတ်တာ၊ရုပ်သိမ်းတာဆုတ်တာအဲ့များသွားလို့ကျွန်တော်ရေးပေါ်လာတဲ့ခါကျတော့ချက်ချင်းလက်ရင်းမလုံနိုင်တဲ့ပုံမှာဒါဖြစ်လာတယ်။အဲ့ဒီရခိုင်ဥပမာကြီးရင်အခုအမရာရေးဆုတ်ခိုင်းတဲ့ပြင်ပါလေဒီနေရာလေးတိတ်တော့ပါမလား။ကျွန်တော်တို့ကဆုတ်ဖို့ခက်မှတင်တယ်ဆိုတော့စောတကတက်ပြီးတော့အချိန်မှာဆုတ်တဲ့ကိစ္စအရအဲ့ဒါကြောင့်ဒီ အရေးခဲတာဆက်နွယ်နေပြီးတော့အတွင်းအာနာယုံကမှုနဲ့သက်ဆိုင်နေရလို့ပြောတာအပေါ်ရလေးဟလာလူမျိုးကြီးဘာသာရေးဒီကြောင်းတွေကလုတ်လုတ်ကြံထားတဲ့အဖန်ဒီထားတဲ့အကြောင်းအရာတွေကများဖို့ဖြစ်တယ်။ဒါကျွန်တော်တိုင်းပြည်မှာဒီလိုဖန်ဒီမျိုးကအားလုံးကြားဘူးလားပြည်ဝရေးကင်းကလာရေးကင်းဟလာဘာသာရေးကင်းဟလာရဟန်းတရားရေးကင်းကျောင်းသားရေးကင်း တော့ဒီမှာအများကြီးရှိခဲ့ဘူး။အာနာပိုင်းနေဖန်ဒီလိုပေါ်တဲ့ရေးခင်းတယ်အများကြီးရှိဘူး။ဒါလည်းအဲ့ဒီထဲကရေးခင်းတစ်ခုလို့ကျွန်တော်တို့ကမှတ်ယူပြီးတော့အရင်မြစ်ကိုပေါ်ပြီးတော့တာနိုင်ဆုံးဟလာပြည်လည်မှုအေးချမ်းမှုလုံခြုံမှုရအောင်ကျွန်တော်တို့ကကြိုးစားမှာဖြစ်တယ်။ဒီမဖြစ်တော့ဒါတွေကသက်ဆိုင်ရာအာနာပိုင်းတွေကတာဝန်ရှိတဲ့သက်ဆိုင်ရာအာနာပိုင်းတွေကဖန်တီးလုပ်ကြမှုဖြစ်တဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့အရင်နိုင်ငံတွေ နောက်ပြီးတော့ကျွန်တော်တို့အပြည့်ပြည့်ဆိုင်ရာတွေကိုဖွင့်ချပြီးတော့ကျွန်တော်တို့ဟန်တာမှပါတယ်ဒါကျွန်တော်တို့သုံးတရားတိုင်းတာမှရရဆိုင်သွားနိုင်တယ်လို့ကျွန်တော်ယူဆတာဒါကျွန်တော်တို့လေ့လာထားတဲ့ဒီအခုရှိတဲ့ရေခင်ဖြစ်ပါတယ်ဘယ်လောက်ပဲတည်ပြီးတည်ပါမတော်မြန်မာနိုင်ငံတစ်ခုလုံးရဲ့အပေါ်မှာ နဲ့ဆက်သက်ပြီးတော့မှကျမတို့ရခိုင်ပြည်ရဲ့အကြောင်းကိုနှိမ့်နှက်ကာကာသုံးသပ်ပေးသွားတဲ့ NC UNSC ရေမှုလူဖြစ်တဲ့ဘုံမူကြီးခေါင်းတော်ကိုမြန်ရည်ကျေးဇူးတင်ရှိပါတယ်ရှင်။ဆက်လက်ပြီးတော့ကျမ NDF ကအတွေ့အတွင်းမှုကိုခိတ်ခေါ်ပါတယ်။